နေပြီလားရအောင်ခွဲစီပင်မဲပြီပေါ်တော့နည်းနည်းဘာဖြစ်တော့ပင်မဲတော့ခဏအနားယူပေါ်တော့ကျွန်တော်ရက်လို့မရဟုတ်တယ်မလားဟုတ်တယ်မလားဟုတ်လားဟုတ်လား yeah အဲ့လို energy ဖြစ်နေရမှာဗျာနော်အာဆိုတော့ကျွန်တော်ပထမဦးဆုံးဘာပြောချင်လဲဆိုအားလုံး appreciate လုပ်ချင်တယ်လေးနေကြော်ဗျာကျွန်တော်ဆိုတဲ့ဒီလာ၃ခေါက်ရှိပြီ right အားလုံးလည်းဘယ်နှခေါက်ရှိလဲချို့ဆိုရင်အများကြီးရှိနေပြီဆိုတော့ဘယ်လောက်ထိကျွန်တော်တို့မြန်မာနိုင်ငံသားတွေဘယ်လောက်ထိ committed လောက်ထားလဲ dedicated လောက်ထားလဲဆိုတော့ကျွန်တော် resilience ကဘယ်လောက်တရှိလဲဆိုတော့ဒါဒါတတိပဲမကြည့်ဒီကလူတွေကြည့်အကုန်လုံးဘာမှမပြောရမပြောမစိတ်ထဲမှာအကုန်လုံးငါတို့ရအောင်ငါတို့နိုင်ငံလွတ်လပ်မှုအတွက်ငါတို့နိုင်ငံဒီမိုကရေစီရဖို့အတွက်ငါတို့တွေစူးစမ်းနေတယ်ဆိုတဲ့စိတ်တွေအကုန်လုံးထဲမှာ connect ဖြစ်နေအကုန်လုံးကအပေါ်ရင်တော့မသိတာတော့မစိတ်ထဲမှာအကုန်လုံးကစီးလုံးမှုဆိုတဲ့အားတွေကိုကျွန်တော်မြင်နေရတယ်ပေါ့နော်အဲအကြောင်းဒီကလူတွေအားလုံးတကယ် appreciate လုပ်တယ် ဒီအလူတွေဒီလိုမျိုးကျွန်တော်တို့စီးလုံးမှုနဲ့ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်းကမဝေးတော့ဘူးခုနကအရင် beauty ပြောသားလို့ပဲကျွန်တော်တို့တွေကဒီ quantity ကိုကြည့်လို့မရ quality ကိုကြည့်ရမယ်ဘာကြောင့်လဲဆိုကျွန်တော် green ကိုသွားတဲ့အချိန်မှာကျွန်တော်တို့လိုချင်တာပါလေပြောင်းလဲမှု right အဲ့တော့အဲ့ပြောင်းလဲမှုကိုကျွန်တော်တို့မြင်နေရပြီဒါတစိတ်တစ်ပိုင်းပြောင်းလဲမှုကိုကျွန်တော်တို့တွေကနည်းတယ်လို့ထင်နေပြီပဲဒါမှမဟုတ်ကျွန်တော်ဘာမှမရှိတဲ့0ကနေစတဲ့အချိန်တွေတစ်ခုမှာကျွန်တော်တစိတ်တစ်ပိုင်းအောင်မြင်လာတယ် ။ဒါကင်တော့အရာ40 50အောင်မြင်လာရဆိုရင်ဒါကြီးကအမှန်တမ်းပြောရင်တော့တေချာကြိတ်မှမြင်နိုင်တာ။ပုံမှန်လူတွေကတော့ဟိုလုံးဝ100%အောင်မြင်သွားတဲ့အချိန်ကျမှအဖြူမဲသေးခွဲတော့မှအောင်မြင်တယ်လို့ထင်တာ။တကယ်တမ်းတေချာလေးစိတ်ဝင်စားကြည့်ကြည့်မယ်ဆိုရင်မြင်မြင်လေးကိုလည်းသွားကြည့်လို့ရပါတယ်။ဒါဂရင်းနီဆိုလည်းသွားလို့ရတယ်ပေါ့နော်။ကျွန်တော်တို့သွားသွားလို့ရတယ်ဆိုတော့အလုံးလေးသွားလို့ရမယ်ချမ။ဆိုတော့သွားလို့ရတဲ့လူသွားကြည့်ပါ။တကယ်တေချာလေးလာခြင်းနဲ့တေချာလေးလာဘူး။တကယ်တော့ ကျွန်တော်ပြောနေတာစကားရင်းမဟုတ်ဘူးเนาะကျွန်တော်ကိုနိုင်ကလက်တွေ့သွားခဲ့လို့ခံစားခဲ့ရလို့ကျွန်တော်ဒီပြောင်းလဲမှုမြင်ခဲ့ရလို့ကျွန်တော်အောင်မြင်နေပြီလို့ပြောတာအဲအန်ဒီဘူတီခုနပြောရတဲ့အတိုင်းပဲကျွန်တော်တကယ်ကိုပညာရေးကျမ်းမာရေးကျွန်တော်တို့ရဲ့ကျွန်တော်တို့ချစ်ရတဲ့စစ်သားတွေဆိုတာမျိုးတင်မဟာဒီစစ်သားငါတို့ကာကွယ်ပေးနေချစ်လိုက်တာကွာဒါငါတို့စစ်သားကွာဆိုတာမျိုးအဲ့လိုစစ်သားတွေတွေ့နေရပြီကျွန်တော်တို့ right အခု PDF တွေကြီးလိုက်ကျွန်တော်တို့ ကုံရရတဲ့စစ်သားတွေကျွန်တော်တို့ပြည်သူတွေကိုကာကွယ်နေတဲ့စစ်သားတွေကျွန်တော်တို့တွေ့နေရတာဒါကျွန်တော်တို့အောင်မြင်မှုပဲကျွန်တော်ဒါမျိုးလိုချင်တာဟုတ်တယ်မလားပြီးတော့မြန်မာပြည်သူတွေကျွန်တော်တို့ကျွန်တော်တို့အားလုံးစီးလုံးမှုတွေကဘယ်လောက်ထိဟိုကျွန်တော်တို့ character တွေကဘယ်လောက်ထိပေါ်လာလဲဆိုတော့လူတစ်ယောက်ရဲ့ character ကခဲနေတဲ့အချိန်ကြောင့်မပေါ်တာပုံမှန်တာမန်အချိန်မှာကျွန်တော်တွေအားလုံးကဒီတိုင်းပဲတိတ်မထူးချောက်နင်းလင်းငါနဲ့တိတ်မထူးချောက်ဒါမဲ့အခက်ခဲဖြစ်လာတဲ့အချိန်အားလုံးဒုက္ခရောက်နေတဲ့အချိန်ကျွန်တော်အခုပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်ဘုံနေကြဲခံရတဲ့ထွက်ပြေးနေရအဲ့လိုအချိန်မှာမင်းကဘာလဲငါဘာလဲဆိုတာဒီအချိန်မှာအကောင်းဆုံးပြလို့ရတဲ့အချိန်ပဲဒါကကျွန်တော်အခွင့်အရေးလို့ပဲအခွင့်အရေးတစ်ခုလို့သတ်မှတ်တယ်ဟုတ်တယ်နော်ကျွန်တော်တို့ဘသူကဘာလဲโอเคငါဘသူလဲဘာလူလဲဘလောက်ပတ်စံရှိလဲဘလောက်ချမ်းသာလဲဘလောက်သဘောထားကြီးနိုင်လဲဘလောက်တီးခတ်နိုင်လဲဘလောက်ဒီရိုးသားနိုင်လဲထုတ်ပြလေဒီအချိန်မှာထုတ်ပြအောင်အကောင်းဆုံးအချိန်ပဲโอเคအဲ့တော့အားလုံး encourage လုပ်ခြင်းဒီ ဒီအချိန်ကကိုယ့် character ကိုပြောင်းအကောင်းဆုံးအချိန်ပဲအဲ့တော့အားလုံးကကိုယ့် character ကိုပြနေကြတယ်အဲ့တော့အဲ့ character အကောင်းဆုံးကိုကျွန်တော်အရင်သဘောကျတယ်ကျွန်တော်တို့ဒီ character ရဲ့အကြောင်းကိုကျွန်တော်တို့ကျွန်တော်လိုချင်တဲ့ကျွန်တော်လိုချင်တဲ့မြန်မာနိုင်ငံအစ်တတဲ့မှာ new burma ဆိုတာမျိုးကျွန်တော်တို့ south asia မှာကျွန်တော်တို့ဂုံရဲနိုင်ငံဖြစ်တယ်။တကယ်ကြရင်တချင်ကြရင်ကျွန်တော်တို့နိုင်ငံမြန်မာလို့ပြောလိုက်တာနဲ့အားလုံးကအချင်းကြီးလေးစားစေရမယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်ဘာမှမရှိတဲ့တူမီကနေစပြီးတော့နော်လက်သီးကနေစပြီးထိုးခဲ့တဲ့နော်ဓာတ်ရည်ကနေခုတ်ခဲ့တဲ့ဒီဒီတော်လည်းပေးဆက်ခဲ့တဲ့နှစ်ပေါင်းများစွာအသက်တွေသူတွေချွေးတွေ ပေးဆက်ခဲ့တဲ့တော်လည်းကြီးကကျွန်တော်တို့ကိုယ်တိုင်တိဆောက်ခဲ့တာဖန်တီးခဲ့တာဖြစ်တယ်။အဲဘယ်နိုင်ငံမှမရှိဘူးကျွန်တော်ဆောက်ရေးချမှာဒီမိုကရေစီနိုင်ငံမရှိဘူး။ဒီမိုကရေစီလို့ပြောနေတဲ့နိုင်ငံတွေကလည်းဒီမိုကရေစီနိုင်ငံမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ဒီနိုင်ငံကဒီမိုကရေစီရတဲ့အခြေခံတကယ်ဒီမိုကရေစီအစ်စ်ကိုရအောင်။အဲတော့ကျွန်တော်ယုံကြည်တယ်။အဲအဲယုံကြည်နေမှုနဲ့ပဲကျွန်တော်တို့ဆက်သွားနေတယ်။ ခိုင်ချဲ့လူတွေကပြောရပြန်ဒီမှာလင်းနေကြလာပြီအဲ့လိုလူတွေရှိတယ်အမ်စိတ်တကြနေတဲ့လူတွေပေါ့နော်ဒါပေမဲ့သူတို့တော့တတ်နိုင်ဆုံးတော့ဟိုစိတ်ခဏမောရင်ခဏနားလို့ရတယ်ဗျာကျွန်တော်လုံးဝရှက်လို့မရဘာကြောင့်လဲဆိုတော့အခုချိန်ထိတည်ချိန်နေတဲ့လူတွေအများကြီးပဲတောက်လျှောက်ဘုံနေကျဲခံရတယ်ကျွန်တော်တို့အေးစင်းနေလို့ရဒါပေမဲ့ကျွန်တော်ကရင်နေသွားတဲ့အချိန်မှာအော်ကျွန်တော်လင်းအတန်ကိုကြားရတဲ့ကျွန်တော်ထွားမှရလာတယ်ဒါမှမဟုတ်ကျွန်တော်စတိရပြသွားတယ်ထဲထဲမှာနော် ။ဘာလို့လဲ။လင်းနဲ့ကြားတာနဲ့ဒီမှာ commercial flight မရှိဘူး။လင်းနဲ့ကြားတာနဲ့ထွက်ပြေးပဲ။လင်းနဲ့ကြားတာနဲ့စောင့်ကြည့်ရဲကျွန်တော်တို့စောင့်ကြည့်အတန်အောင်နားထောင်ရဲအကောင်တိတ်ရတယ်။တိတ်ပြီးတော့မှအမှဘုံကိုကျင်းကိုဘယ်နေရာရဲ့ဘုံကိုကျင်းကိုအရင်ဆုံးရှာရတယ်။အဲ့တော့မှကိုယ်အသက်လုံးကြုံမှုရှိမှာ။အဲ့ဒီထဲမှာတော့ဘယ်အချိန်ဘာဖြစ်မလဲဆိုတာမသိရအောင်။အချိန်မီးတစ်ခုဖြစ်သွားနိုင်တယ်ပေါ့နော်။အာဆိုတော့အဲ့ကြောင့်ကျွန်တော်အခုကဘုံကိုကျင်း campaign ကိုကျွန်တော်လုပ်နေတာဖြစ်တယ်။ကျွန်တော်တို့ဘလောက်ပဲဟိုပညာရေးကိုဘလောက်ပဲလှုပ်လှုပ် အခုချိန်ကြောင်းတက်နေရလဲဘုံကလာချင်းအကုန်လုံးသိမှာပဲအဲ့တော့ safety ကအရေးကြီးဆုံးပဲ safety first ဆိုတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ဘုံကိုချင်းအခု campaign လေးကျွန်တော်လုပ်နေတယ်ဆိုတော့ဒီနေ့ထက်မှဘုံကိုချင်း10ခုစောင့်နိုင်တော့ကျွန်တော်စူးစမ်းနေပေါ့နော်အခုတော့3ခုပြီးသွားပြီပေါ့ဆိုတော့ဒါမျိုးလေးပေါ့ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဆက်ပြီးတော့လုပ်နေဖို့လိုတယ်ဗျအမေစုရဲ့စကားလေးအမေစုလို့ပြောလိုက်တာနဲ့ကျွန်တော်တို့ကယူသားမှုဖြောင့်မတ်မှုပြီးတော့အာကိုချင်းစာစိတ်ရဲရင်မှု ဒါတွေကအမေစုအမေစုလို့ပြောနေတာ ਨੇ ဒီဒီ character တွေကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တွေအနည်းဆက်ဆုံးအတူယူလို့ရတာအမေစုပဲဖြစ်တယ်ဆိုတော့အမေစုကအများနဲ့ပြောရတဲ့စကားရှိတယ်တော့ဝရိယ၄မျိုးရှိရတဲ့အာပထမတစ်ခုကတော့ကျွန်တော်တို့ကတစ်ခုလုပ်မယ်ဆိုရင်ဆုံးဖြတ်လိုက်တာပေါ့နော်ဆုံးဖြတ်ချလိုက်တာပေါ့နော်အဲဒုတိယချက်ကဆုံးဖြတ်ချတဲ့အတိုင်းလှုပ်တာတတိယချက်ကအခက်အခဲတွေ့နေပြီပဲလှုပ်တာ နောက်ဆုံးသရုတ်ထဝရိယကဘာလဲဆိုတော့ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရတယ်ရင်ဆိုင်နေရတယ်ဆိုပေမဲ့ထပ်ပြီးတော့調査တယ်နောက်တစ်ခါထပ်ပြီးတော့အရှုံးမပေးဘဲနဲ့ဆက်ပြီးတော့調査ဖြစ်ပါတယ်အဲ့တော့ဒီလူတွေအားလုံးကိုကျွန်တော်ကျွန်တော်တို့ဘာလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ယုံကြည်မှုနဲ့ဆက်လက်ပြီးတော့調査နေရတဲ့လူတွေကျွန်တော်မြင်နေအဲ့တော့ဟောထပ်မှန်ပြီးတော့လေအားလုံးကိုကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်ခင်ဗျာ ကဲအားလုံးကျေးဇူးများတယ်အရေးတော်ဘုံအရေးတော်ဘုံအရေးတော်ဘုံအောင်ရမီအောင်အောင်ရမီအောင်နေပြီ